အယူပြောအယူယုံသွားလို့ပေါ့ဗျာဘာမှလုတ်ပိုင်ခွင့်မရှိတဲ့အလားဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က439အာဏာကျင့်သုံးပြီးတော့ထုတ်တယ်ဆိုတော့ဟိုရှင်းရှင်းပြောရင်တော့တနတ်ရှိလို့ပေါ့ငါတနတ်ရှိတယ်ကွာအဲတနတ်နဲ့ထုတ်တယ်ဆိုတော့လေမတတ်နိုင်ဘူးပေါ့ဗျာသူဥပဒေက0ပါပဲနော်သူဘလို့လို့အာဏိသိရှိပါလဲဘလို့ဝရမ်းသွားကတ်ပါလဲအဲ့ဒီလူတွေဘလို့ဖမ်းပါလဲသူတို့ပိုက်ဆံပစ္စည်းတွေကိုဘလို့သိမ့်ပါလဲတရားဥရှိကိုဘလို့ပို့ပါလဲ ်ကယန်ယူခေါင်းဆောင်ဘရိုဆော့ကွယ်ထူဝင်းအပါဝင်တော်လင်ရေးခေါင်းဆောင်အရှုတ်ကိုအကျန်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကသူလုံးမဲ့ရွေးကောက်ပွဲကိုနှောက်ရက်တယ်ဆိုပြီးရွေးကောက်ပွဲနှောက်ရက်တဲ့ဥပဒေနဲ့တရားစွဲဆိုလိုက်တဲ့အပေါ်မင်းအောင်လှိုင်ရဲ့ဥပဒေဟာ0ဥပဒေဖြစ်တယ်အစမပါတဲ့ကြံအမြောက်ဖြစ်တယ်လို့ရှေ့နေကြီးဦးကြီးမြင့်ကတုံ့သက်ပြောဆိုလိုက်ပါတယ် အကျန်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာ2021ခုနှစ်မှာ အာနာသိမ့်ပြီးမြန်မာပြည်သူတရလုံးနဲ့ရန်သူဖြစ်ခဲ့ပါတယ်။အာနာသိမ့်ပြီးစအစောပိုင်းမှာတိုင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေကိုအရှိုတက်ပြီးပေါင်းဖို့သူကြံစီခဲ့ပါတယ်။ဒါပေမဲ့သူ့အကြံစီဟာမအောင်မြင်ခဲ့ပါဘူး။တိုင်းဒါလနကိုင် အဖွဲ့ကြီးတွေဟာ PDF တွေကိုတင်နန်းပေးပြီးကြီးထွားအောင်ကူညီခဲ့ပါတယ်။ အခုနောက်ပိုင်းမှာတော့တိုင်းသားလက်နက်ကင်အဖွဲ့ကြီးတွေကိုပါရန်သူအဖြစ်သတ်မှတ်လိုက်ပြီးနေစင်မပြတ်ဘုံကျဲနေတာတွေလုပ်နေခဲ့ပါတယ်။အယူပြောအယူယုံသွားလို့ပေါ့ဗျာ။ဘာမှလုံပန်ခွင့်မရှိတဲ့အလားဗိုလ်ချုပ်ကြီးမင်းအောင်လိုင်းက139အာဏာကျင့်သုံးပြီးတော့ထုတ်တယ်ဆိုတော့ဟိုရှင်းရှင်းပြောရင်တော့တနတ်ရှိလို့ပေါ့။ငါတနတ်ရှိတယ်ကွာ။အဲတနတ်နဲ့ထုတ်တယ်ဆိုတော့လေမတတ်နိုင်ဘူးပေါ့ဗျာ။ဒါဥပဒေစကားပြောမယ်ဆိုရင်တော့ဥပဒေကသူ့မှာလုံပန်ခွင့်မရှိတဲ့ဥပဒေကိုသူပြဋ္ဌာန်းတာပါ။ အဲ့ဒါစပြောခြင်းပါလေပေါ့အဲ့တော့ကောက်ပြီဘာပဲဖြစ်ဖြစ်သူကတနတ်ရှိနေတယ် defect to power ပေါ့ဗျာနေပြီးတော့လည်းရှိတယ်ဆိုတော့ကျွန်တော်တို့ကစကားဖက်ပြောနေရတာပေါ့နော်ကျွန်တော်တို့တော့မကတော့ဘူးခုဒါတရုတ်တို့ရုရှားတို့အာဆီယံတို့ဒီလိုအိန္ဒိယတို့ကပါအဖက်လုတ်ပြီးတော့ပြောလာနေရတဲ့အချိန်မှာကျွန်တော်တို့ကအာလကားကောင်မကွာဆိုပြီးတော့ဒီလိုပြောလုံလောက်နေမလုံတော့တော့ဘူးပေါ့ဗျာဤသူကိုရှင်းပြဖို့လေတာဝန်ရှိလာတာပေါ့နော် အဲ့ဒီသဘောတရားအရာပြောရမယ်ဆိုရင်တော့သူကဒီရွေးကောက်ပွဲကိုဘယ်လိုနည်းနဲ့မှအပြတ်မခံနိုင်ဘူးအဲ့ဒါမလို့ဘယ်တော့မှရွေးကောက်ပွဲတမိုင်းမှာမရှိတဲ့အလွန်ပြင်းထန်တဲ့ဥပဒေတွေပြတ်ထန်းနေတယ်ပေါ့ဒါသေတံဒီပေးမယ်လို့ဘာလို့ထီပေါ့ဗျာအ ਨੇ ဆုံး၃နှစ်ကနေသေတံဒီပေးမယ်ဆိုရင်ဥပဒေတွေပုံမှန်တွေပြတ်ထန်းလာတယ်ပေါ့ဆိုတာဒီရွေးကောက်ပွဲကိုလုတ်ကိုလုတ်မယ်အဲဒီလိုတန်ဋိဌာန်ချထားပြီဆိုတော့မင်းတို့သိအောင်သိစီရမှာပထမတော့ဥပဒေနဲ့နောက်ကြတော့လက်တွေအလေးယူပြဆိုလုတ်ကြည့်တာ တော့လည်းခုနကကျွန်တော်ပြောတဲ့ဇကားနဲ့ပြန်ချုပ်ရရင်တော့ तू ဥပဒေက0ပါပဲเนาะ तू ဘလို့လို့အာနိသင်ရှိပါလဲဘလို့ဝရမ်းသွားကတ်ပါလဲအဲ့ဒီလူတွေရယ်ဘလို့ဖမ်းပါလဲသူတို့ပိုင်ဆိုင်ပစ္စည်းတွေကိုဘလို့သိမ်းပါလဲတရားဟုတ်ရှိကိုဘလို့ပို့ပါလဲဘလို့မဖြစ်နိုင်ဘူးဆိုရင်ဒါ0ဥပဒေပဲလေအဲ့တော့အမားကတော့ထုတ်ခံလူရအရှက်ဆရာမကောင်းဘူးထုတ်တယ်လူကအမတန်အရှက်မရှိတယ်ပေါ့ရှက်ဆရာကောင်းတာပေါ့နော်အရှက်မရှိတဲ့လူတွေပဲဒီလောက်ကိုလောက်ကြလိမ့်မယ်လို့ကျွန်တော်ဒီလိုပဲ ြောမယ်ဆိုရင်မှားမှာမဖြစ်ပါဘူး။ခုနဟောပြောတာတွေမလို့အောင်စီးယုံတာတွေမလို့အောင်နောက်တော့ကလူပုဂ္ဂိုလ်တူချင်းမဲမပေးတဲ့အောင်မလို့အောင်နောက်အမှတ်လောင်းနေဦးလည်းပဲအဲအနောက်ရှင်းမပေးရဘူးမဲယုံနေတယ်အနောက်ရှင်းမပေးရဘူးအပြင်ရောအတွင်ရောအသေးစိတ်ပေါ့ဗျာအသေးစိတ်ကိုလိုက်ပြီးတော့ဟိုထုတ်ရတာပေါ့ထုတ်တဲ့နေရာမှာလည်းပဲမ23ကာကြီးဆိုလို့ရှိရင်အတမန်နောက်ရှင်းတာဆိုရင်3နှစ်ကနေ9နှစ်ပေါ့ လူစုလူဝေနဲ့နှောက်ရတာဆိုလို့ရှိရင်9နှစ်ကနေ10နှစ်တို့အဒံရမယ်ဆိုလို့ရှိရင်3နှစ်ကနေပြီးတော့သေဒံတိချမယ်လက်လူသေးမယ်ဆိုလို့ရှိရင်သေဒံတိချမယ်တယောက်ချင်းလုံးလို့ရှိရင်လည်းတယောက်ချင်းသေဒံအစုဖွဲ့နဲ့လုံးမယ်ဆိုရင်လည်းအဲအစုဖွဲ့တယောက်ချင်းစီကိုလိုက်ပြီးသေဒံဆိုတာမျိုးတွေအထိအသေးစိတ်ပေါ့ဗျာအာမင်းတို့ကဲမင်းတို့ဒါဆိုရင်တော့ယုံယုံပေါ့ကွာငါတလောက်လုတ်ပေးထားတာပဲဘာမင်းတို့မလုတ်ရဲစရာရှိပါလဲအဲဒီလိုလဲပဲ ူတို့လေသူရဲစေးတင်ပေးရတာပေါ့ဗျာအဲအဲ့လိုလည်းပဲရဲစေးတင်ပေးရတဲ့အနေနဲ့ဒီလိုထုတ်ဝခြင်းဖြစ်တယ်လို့ဒီလိုလဲသတ်မှတ်လို့ယူဆလို့ရတာပေါ့နော်မဲပေးမဲ့အယက်သားတွေလည်းထိလို့မရဘူးလေဒီဥပဒေကမဲလာပေးတဲ့လူတွေလမ်းပေါ်မှာမနှောက်ရှက်ရဘူးပေါ့နော်နှောက်ရှက်တဲ့နေမှာတယောက်ချင်းနှောက်ရှက်မှာလားလူစုလိုပဲနှောက်ရှက်မှာလားဒါရအောင်နှောက်ရှက်မှာလားတယောက်နှောက်ရှက်မှာလားအဲ့ဒါအသေးစိတ်ပြဋ္ဌာန်းထားတယ်လေမဲလာပေးမဲ့လူတွေကိုကာကွယ်ပေးတဲ့ဟာတွေလေ အဲအဲ့ဒီရောပြတ်တန်းထားပါတယ်အဲ့တော့ဒီရွေးကောက်ပွဲကိုတွန်လိုင်းအင်အားစုတွေကလုံးဝလက်မခံဘူးပြောထားတော့ဒီရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ဥပဒေအပေါ်ရောဘယ်လိုမျိုးတုံ့ပြန်ဆောင်ရွက်တင်တယ်လို့ဆရာထင်လဲဗျအဲ့တော့ဟိုဒီဟာကဒီဥပဒေပြတ်ထန်းခြင်းယူရခြင်းနဲ့ဒီဘက်ကကျွန်တော်တို့တော်လိုင်းကြီးဘက်ကအမြင်နေနေရတော့ဟိုဝေဖန်စရာတွေရှိတာပေါ့ဗျာအမြင်နေရှိတာအဲ့တော့သူတို့ဘက်ကအဲ့လောက်တည်တည်ချာချာကြည်ညာလုပ်နေချိန်မှာ ျွန်တော်ဒီဘက်ကဘလောက်လောက်လုံနိုင်သလဲအဲ့ဒီပုံမှာလည်းကြည်တာပေါ့ဟုတ်လားသူတို့ကလည်းဒါကိုဟိုတစ်ကအထင်ကြီးလို့အဲဒီဘက်ကလူတွေကိုအထင်ကြီးလို့ပြဋ္ဌာန်းတာလည်းဖြစ်နေတယ်။နောက်အထင်သေးပြီးတော့လည်းပဲပြဋ္ဌာန်းတာလည်းဖြစ်တာပေါ့လို့။ဘာအထင်ကြီးလာလဲဆိုတဲ့ခါကျတော့မလွဲမသွေနှောက်ရက်မှာပဲသိကြတယ်။အဲ့ဒါမလွဲမသွေဖြစ်အောင်ပြက်ပါလုံပါပဲဆိုတော့အဲသူတို့ဘက်ကလည်းအဝဲအစွမ်းကိုအရစ်တင်တာပေါ့။နောက်တော့ကအထင်သေးတယ်ဆိုတာက မင်းတို့တွေမဖြစ်ပါဘူးကွာမင်းတို့တွေဘာမင်းတို့ဘာကူးဆိုင်ကြလို့လဲငါမှဒီဥပဒေတွေရှိထားတယ်မင်းတို့လာခဲ့ကြလေငါချဖို့သိမ့်မယ်ဆိုဒီလိုလည်းပဲရှိတာပေါ့အဲ့တော့ကျွန်တော်တို့ကဒီဘက်ကတော်လိုင်းရဲ့အဖွဲ့အစည်းတွေကကိုပြောတဲ့ဇကားပေါ်မှာကိုဘယ်လောက်လောက်တည်အောင်လုပ်နိုင်လဲအဲသူ့ဟောဘယ်လောက်ပြန် challenge လုပ်နိုင်လဲဆိုတော့အဲ့ဒါကတော့ဒီဘက်ကလည်း challenge challenge လုပ်နေတာပေါ့ဗျာအဲအဲ့ဒီသဘောလဲပါတာပေါ့နော်ပြီးလှုပ်ဆမ်းမှာမင်းတို့ပြောနေကောင်းနေလှုပ်ဆမ်းမှာ အဲ့လိုလှန့် challenge လုပ်နေတာပေါ့နော်